ကျွန်တော်တို့ရဲ့နိုင်ငံတော်အတက်ကိုကျွန်တော်တို့တက်ပြီးပြီးသားပြီးသားတိုင်းပြည်နဲ့တူဖို့အတွက်ခင်ဗျားတို့မတရားရယူတဲ့ငွေကြေးတွေကခင်ဗျားတို့ဘလောက်ပဲငွေကြေးတွေရှိရှိခင်ဗျားတို့ဘဝတွေကဘာနဲ့တူလဲဆိုတော့တိရစ္ဆာန်ယုံထဲမှာရှိချင်းတွေရေရဲတဲ့ကောင်တွေထွက်ခဲလို့စိန်ပေါ်ခဲ့တဲ့ကောင်တွေကစစ်ကြောင်းပြုတ်ပြီးတော့ခွေးလို့ပြေးတာခွေးလို့ပြေးတာလေ အားလုံးပဲမိခလာပါရှူဖမလီမှပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မပက်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းမာလားဟုတ်ကဲ့ကျွန်တော်တွက်ပြောရှင်ကြည်နူးခွန်အားဖြစ်စေမယ့်ရုပ်တံလေးနဲ့အမေရေသူများသားသမီးလို့ဘွဲလက်မှတော့ယူမပေးနိုင်ပေမဲ့ပီရီယက်တင်တဲ့ဆေးဝဲလက်မှတ်ကတော့သားတို့ယူပေးနိုင်ပါလားဗျာတွေ့တဲ့မြင်တဲ့အတိုင်းပဲလူငယ်တွေကလူငယ်လိုမနေရတဲ့ဘဝမှာတော့ကျွန်တော်တို့ရေရှုံးထွက်ဖို့ရပဲကြိုးစားရမှာဗျ ချစ်ဖို့ကောင်းလိုက်တဲ့အာရခသမီးပြိုလေးအများနဲ့ပြောပါလေခင်ဗျားတို့မတရားရယူတဲ့ငွေကြေးတွေကဟုတ်ကဲ့ဘလောက်ပဲငွေကြေးတွေရှိရှိခင်ဗျားတို့ဘဝတွေကဘာနဲ့တူလဲဆိုတော့တတိယဆိုင်ရုံထဲမှာရှိတဲ့ချင်းသိကြီးတော်ရဲလဲမတော်ရဟိုးလဲမတော်ရဒီလဲမတော်ရကောင်းကောင်းကျွေးလိုက်ရစားပြီးအခန်းကြီးလေးထဲမှာခင်ဗျားတို့ရင်မှုနေကြတဲ့သူတွေနဲ့တွေ့ပါတယ်တတိယဆိုင်ရုံထဲကတတိယဆိုင်နေချင်းသိလို့ကြားလို့ခင်ဗျားတို့ဘဝတွေတွေ့ပါတယ်ဘာဘာဝါယူခင်ဗျားတို့မခံစားအောင်ခင်ဗျားတို့ဒီမှာကမနက်ခင်းကလာကောင်းပြီဆိုအစားစားနေရင်မှုနေကြတာဒီမှာကျွန်တော်တို့ တပည့်သမားအဆောက်အအုံတွေနေတော့တရက်တည်းဖြတ်တန်းနေတာပေါ့ခင်ဗျားတို့ဘုရားလေငွေကြီးငွေရှိတာဗာမြန်ထူးချမှာလေကြာအဲ့တော့မတမာတဲ့ငွေရှိမတမာတဲ့ငွေနဲ့ခင်ဗျားတို့ကစီဝါဖြစ်လာမယ်မတရားတဲ့ငွေတွေနဲ့ခင်ဗျားတို့ကအလားအင်ကြီးအင်ကောင်းတွေဝယ်မယ်ကားကောင်းစားတွေဝယ်မယ်ကောင်းပေဆိုတဲ့နေရာမှာနေတော်လဲပဲဗုဒ္ဓဘာသာရဲ့သဘောအရာခင်ဗျားတို့ကျမ်းမာရေးရဖြစ်စီလူငွေရှုလောင်းရဖြစ်စီခင်ဗျားတို့ပြန်ပြီးတော့ကုန်ရတာပါပဲပြန်ပြီးတော့ပြန်ပေးဆတာပါပဲဟုတ်ကဲ့ကျွန်တော်မိသားစုတွေကြားတယ်နော် ဒီကောင်ကတကားပြောရင်အနှောက်သွားမလွတ်ဘူးဗျအဲ့ဒါကြောင့်လည်းဆက်ကြောရင်နှစ်ခါရောက်ပြီးသားဒါဆိုရင်၃ချိန်မြောက်ဖြစ်မယ်ဂျက်ဖော့ပါတီတအုပ်လုံးကိုဆော်လိုက်တာကျင်းတဲ့တဲ့ငါကောင်ဆက်တိုက်အာမျိုးပြောပြီးဟုတ်ကဲ့ဗျာဒီနေ့အတွက်နောက်ဆုံးရရှိထားတဲ့လိုတိုရှင်သတင်းလေးတွေကိုဖတ်ပြပါအောင်မယ်မြန်မာနိုင်ငံတဝမ်းအကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ဖွဲ့ဝင်90နဲ့9កောင်ကတော့ကျွန်တော်ညီနောင်လေးရဲ့လက်ချက်မှာပွဲချင်းပြီးတိတ်ဆုံးသွားကြောင်းကြားသိရတယ်ဗျာ90နဲ့9កောင်ကြီးများတော့တရထက်နေ့စဉ်ရက်ဆက်အဲ့ဒါမျိုးတွေကြီးပဲ မြန်မာစစ်တပ်နဲ့ပူးပေါင်းနေသော DKBA တပ်ဖွဲ့နဲ့ခေါင်းဆောင်၄ဦးဖြစ်သည့်စောစတီစောစိန်ဝင်းစောစန်းအောင်နဲ့စိုင်းကျော်လှတို့ကို ကြားဖြတ်ငွေလိမ်ကိုင်းများအတွက်အမေရိကန်အရေးယူတန်ခတ် DKBA အကောင့်တွေအမေရိကန်ထိပေါက်မြောက်နေပြီ။ကောင်းတော့ကြော်ကြားခြင်းတော့မဟုတ်ဘူး။စကိုင်းတိုင်းဆလင်းကြီးမြို့နယ်ဝမ်ပောင်ကော်မတီအတွင်တက်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကို short တိုက်တုံးအလုံး30ဖြင့်ပြစ်ကတ်တိုက်ခိုက်ခဲ့ကြောင်းဒေတာတွင်စစ်ရေးသတင်းအရင်းမြစ်ကနေပြီးတော့ထုတ်ပြန် ထားပြန်တယ်တရုတ်ကုမ္ပဏီကို short တိုက်တုံးအလုံး30ရတဲ့ဂျင်းတ်ဆရာကြီးမြင်ကွင်းလေးကိုကျွန်တော်မိသားစုတွေမျိုးလုံးနဲ့မြင်ချင်ဝယ်ကြိုက်လို့တရုတ်မှာမိုင်းတန်နေမိပါစေတော့တဲ့ချစ်တာပြီမားဗျကျွန်တော်တို့တွေကတည်တာကျွန်တော်တို့တွေကနိုင်ငံတော်အတက်ကိုကျွန်တော်တို့တက်ပြီးပြီးထားပြီးစားတိုင်းပြည်နဲ့လူမျိုးတွေနိုင်ငံတော်တို့မဟုတ်ဘူးသားလေးရဲ့မင်းတို့ကအဘအတွက်ပေးထားတာအဘစီးစင်ဥစ္စာကိုကာကွယ်ဖို့အတွက်မင်းတို့အသက်တွေပေးထားတာစောက်ပိန်းလေး ကျွန်တော်တို့တေးလဲမြတ်တယ်ရှင်းလဲမြတ်တယ်တေးပါမယ်ဗီဇာတေးလားอืมတေးလားကျွန်တော်တို့တွေကဖျားများတရားများတကောင်းကောင်းသိတယ်ဗျာဒီလူကိုများများကျွန်တော်ကောင်းကောင်းသိတယ်ခင်ဗျားတို့ထောက်ခံနေတဲ့ PDF တွေလို့မဟုတ်ဘူးဖျားမိတရားမိကောင်းနေဘူးအကြီးကြီးများမသိတဲ့ကောင်းနေမဟုတ်ဘူးသိလားကျွန်တော်တို့တွေကတနေသွားသိလားစေယုံတစ်ခါတော့လို့ရတယ်ခင်ဗျားတို့နားလေလားသိလားစေးတွေပါရှိတယ်သိလားခင်ဗျားတို့ PDF တွေသိလားမိုင်းတက်နေလို့ချောက်ပြတ်သွားရင်သိလား စိတ်မရှိဘူးတေးမှာပဲတည်လာတွေးထွက်လည်းမတည်လာမွေကိုက်လည်းခမရတော့ဘယ်မှာသွားကူးမှာခမရမျိုးပေါ်တိုင်ကူရည်ဘူးခမရတော့လူတွေကမကိုက်မိပါစေနဲ့လို့ဖះမှာနေတိုင်းအဲ့တိုင်းရှစ်ခိုးပေးတည်လာနော်ကျွန်တော်ကမတည်လာခမရတို့အပြင်းနဲ့ပြီးတဲ့ကိုအမြင်မ်းရှစ်ခိုးပေးကြော့ပေးတည်လာနော်တည်လာဟိုလူငယ်လူရွယ်လေးတွေဖြစ်နေပြီးတော့ဘာကြောင့်အုံနောက်တွေကအဲ့လောက်ထိပိပိနေတာလဲပြည်သူပေါ်မှာဒီလောက်ထိမကောင်းမှုတွေကျူးလွန်နေတာစာတင်ကြောင်းဖုန်ကြီးကြောင်း ဘုံကျဲတာနဲ့မင်းတို့အုပ်စုကလွန်လုံးပါပြီဘလောက်ပဲကောင်းမှုကူးစိုးတွေလှုပ်လှုပ်မိုးထီမြင့်တဲ့ဇေဒီတဲ့ထားပါစေမင်းတို့တွေဘယ်တော့မှကောင်းရဘုံဘွားရောက်မှာမဟုတ်ဘူးသေလည်းမမြတ်ဘူးနေလည်းမမြတ်ဘူးမင်းတို့ခွေးအုပ်စုကဒီစောက်ခွက်ကိုကျွန်တော်မိသားစုတွေကြည်ထားပါပြီးမှခြေထောက်တစ်ဖက်ပြတ်တာတို့ခြေထောက်နှစ်ဖက်ပြတ်တာအောင်မှမြင့်လေစန်တန်စန်တန်လာမလုံးနဲ့ငါတို့တွေအစာအုပ်ရောင်းလဲဝယ်နိုင်မှုသားလေးအစင်းနေဘိုးပိုင်ချဲတို့လက်အောက်မှာဒူးထောက်သွားတယ်ခွေးမျိုးတွေအကြောင်းဒီနေ့ကလေ ဝိညာဉ်ဆက်တည်နေကြည့်လိုက်တာနဲ့အာရစရာတည်နေကြီးလေနော်ခင်ဦးနဲ့ကန့်ဘလူမှာကြိတ်ထားတာတွေ့ရွေးလေမောင်းကြိတ်ဒီဖိုင်လေးကိုပြီးမှနေတယ်ကျွန်တော်တည်နေအရင်ပြောပြနော်အဲ့တော့လက်ရှိဒီနေ့တော်လှန်ရေးအနေထားကလေတော်လှန်ရေးဘက်ကရှုံးစရာမလိုတော့ဘူးဆိုတော့အဲ့ဒါကျွန်တော်တို့လိုအပ်ချက်ကခက်မှန်မြန်ပွဲပြတ်ဖို့အတွက်ကိုပဲအရေးကြီးတယ်ဘာဖြစ်လို့လဲတော်လှန်ရေးကြာလေတိုင်းပြည်ကပြည်သူနာလေအဲ့တော့ပြည်သူမနာဖို့အတွက်ခက်မှန်မြန်ပွဲပြတ်ဖို့လိုတယ်ဒါကြောင့်မလို့ဝိုင်းလှုပ်ကြပါဝိုင်းလှုပ်ကြပါ အခုကမ်းဘလူးမှာစော်ထားတာစစ်ကြောင်းမှာပြုတ်အောင်စော်ကန်ထိတာတွေ့ကြည့်ပေရတဲ့ကောင်တွေထွက်ခဲလို့စိန်ပေါ်ခဲ့တဲ့ကောင်တွေကစစ်ကြောင်းပြုတ်ပြီးတော့ကျော်စိုးပြောနေပြောရင်ခွင်းလို့ပြေးတာကျော်စိုးကတရင်တူရတယ်ဟမ်ဘုံမိုက်ခဲမှာဖြစ်တယ်ခွင်းလို့ပြေးတာအခုလည်းလိုပဲကမ်းဘလူးမှာဘာဖြစ်တယ်တမ33နဲ့ခွင်းလို့ပြေးတာโอเคတတိလေးဖတ်ပြမတိလားစကိုင်းတိုင်းကမ်းဘလူးနဲ့ခင်ဦးမြို့နဲ့မှာစစ်တပ်စစ်ကြောင်းပြက်တဲ့အထိတိုက်ခိုက်ခံရပြီးတမ33ပြူဟာမှု အလောင်းနဲ့စစ်ကောင်စီတပ်သားတွေအများပြအရှင်ဖမ်းမိတယ်လို့သတိတိုင်းအချက်ပိုင်းစစ်စင်ရင်တရင်းမြစ်ထုတ်ကလူလူတွေကိုပြောပါတယ်ဒီနေ့နိုဝင်ဘာလ12ရက်နေ့ကမ်းလူမြို့နယ်ရင်းတိုက်ရွာနဲ့ခင်ဦးမြို့နယ်ရှားတော့ရွာမှာစစ်တပ်စစ်တောင်းကိုပကဖ PDF ရဲ့အပါအဝင်တော်လိုင်းတပ်ဖွဲ့တွေဂျာပြတ်တိုက်ခိုက်ခံရတာလို့တရင်းရရှိပါတယ်လက်နက်20ကျော်နဲ့အရှင်တွေလည်းမိထားတဲ့တမတ်33ဂျူဟန်ဘူးပါအသေးရတယ်ပြောတယ်လို့သိရင်တရင်းမြစ်ကပြောပါတယ်စစ်တပ်စစ်တောင်းပြက်ပြီးလက်နက်ခဲယမ်းတွေရတာကိုကမ်းလူမြို့နယ်ပြည်သူ့ကာကွယ်ရေးဘော်တအူးကအတီးပြုတ်ပါတယ် စစ်တပ်စစ်ကြောင်းကနေ12ဦးအရှင်မိပြီးလက်နက်28လက်ရလေလို့ကမ္ဘလူခရိုင်တိုက်ရင်တောင်းရင်ရှိသူတို့က Beaver Spring ကိုအတီးပြုပါလေ။ဂျာတော်လန်ရဲ့ရဲဘော်တို့ကလည်းစစ်တပ်စစ်ကြောင်းကတေဆုံးတယ်ရတူအဖမ်းခံရတူများပြားပြီးစစ်ကြောင်းတစ်ကြောင်းလုံးမှ20ခန်းသာစခန်းချရနေရပြန်ရောက်တယ်လို့ပြောပါလေ။စစ်တပ်ဝါရဖြန် Telegram Channel အချို့မှလည်းကမ္ဘလူမြို့နယ်မှာစစ်တောင်းတစ်ခုအဝိုင်းခံရတယ်လို့ရေးသားထားကြပါလေ။ကမ္ဘလူဇီးကောင်ခင်ဦးနယ်မှာ PDF တွေအကောင်ကြီးစစ်တပ်အချိန်ချင်းခံနေရတာမှုနည်းနည်းရှင်းလင်းဖို့လိုနေပြီဆိုပြီးစစ်တပ်ဝါဒဖြန့်အောက်တွေကရေးသားထားတာကိုတွေ့ရပါတယ်။နမခနယ်တဲ့ PDF တွေအားလုံးအလုံးအင်းနဲ့ရောက်နေပြီးစစ်တပ်ကစစ်တောင်းတွေလိုက်လံရှင်းလင်းနေတယ်လို့ဝါဒဖြန့်နေကြပါတယ်။သတိတိုင်းပြည်သူကာကွယ်တပ်ဖွဲ့ကနိုဝင်ဘာလ12ရက်နေ့6နာရီညနေ6နာရီခန့်မှာတိုက်ပွဲတတိယကနေဦးထုတ်ပြန်တာမှာကမ်းမလူခရိုင်ရွှေဘိုခရိုင်တွေမှာစစ်တောင်းထိုးအကြမ်းဖက်နေတဲ့စစ်တပ်စစ်တောင်းကိုယနေ့မှတော်လန်ရေးတပ်ဖွဲ့တွေကဓာတ်ပြတ်တိုက်ခိုက်တာမှာ စစ်တပ်စစ်တောင်းထိနာပြီးစစ်တုံးပန်းနဲ့လက်နက်ခဲယမ်းတွေတိမ်းသေးရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်စစ်တပ်စစ်တောင်းကိုတပ်မလူခရိုင်ပကဖအထူးလှုံရှားတိုက်ရင်ရေဦးမြို့နယ်ပကဖဒူဝင်အဖွဲ့ရွှေဘိုခရိုင်အမှတ်တုံးတိုက်ရင်ခင်ဦးအမှတ်25တိုက်ရင်တန့်စင်နဲ့တော်လန်ရင်အင်အားစုတွေကဂျားပြတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်ဟုတ်ကဲ့ပုံပြနဲ့ဒလေးတပ်ပုံမှာစစ်တုံးပန်း14ဦးလက်နက်မျိုးစုံ20ခန့်နဲ့ခဲယမ်းတွေတိမ်းသေးရရှိတာကိုတွေ့ရပါတယ်အဲ့ဒါပေဆုံးတိုက်ခိုက်တာတွေညာခဲ့လို့စစ်တပ်ကအနောက်မြောက်တိုင်းစစ်ထံသားဂျုံနမခါကနေ ဂျာယိုမဘရာ၃စီးနဲ့ဒီကနေ့ညနေ၃နာရီခွဲဝေးခြင်းမှာလေတောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။နိုဝင်ဘာ၁၇ရက်ကစာပြီးကမ်းမလူနဲ့ရေဦးမြို့နယ်ဘက်ကနေခင်ဦးမြို့နယ်ကိုစစ်တပ်ကနှစ်ဖက်ညက်စစ်တောင်းထိုးလာတာဖြစ်ပါတယ်။ခင်ဦးနယ်အနောက်မြောက်ခြမ်းကခြေရတွေကိုကမ်းမလူနယ်ဘက်ကအင်အားတရာကျော်ပါတဲ့စစ်တပ်ရဲ့ရှင်းလင်းစစ်တောင်းနဲ့ရေဦးမြို့ကနေမူးမြစ်ကူးကတက်လာတဲ့အင်အား80ဝန်းကျင်မှာစစ်တောင်းတို့ကကြပြိုင်တဲ့စစ်တောင်းထိုးလာလို့ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ထားပါတယ်။ ဒါကြောင့်ငါယုံကြည်ရှားတော်ကြောက်တန်ကြည်စုမုံနတာဝတိမြင်းကြတရက်တော်ကင်းပြစ်မကြီးဟုတ်ရာတော်မြင်းတော်တရက်ပင်စုတတပဓောင်ကြီးရွာတွေကတီတူ9000တော့ထွက်ပြေးနေရတယ်လို့အတိပေးပါလားစစ်တပ်ကစကိုင်းတိုင်းတဲ့ဂျူဟာလမ်းတွေမိန်ကျောတွေ တော်နိုင်အင်အားစုထိမ့်ထုတ်တဲ့နေရာတွေကိုစိုးမိုးဖို့ကြိုးစားနေပြီးဩကောင်းသားအကတမ်းမလူမြို့နယ်ကရွှေဘုံမြကြီးနားပြူဟာနမ်းမိုင်းကိုပြန်လည်ထိမ့်ထုတ်ခဲ့ပါတယ်။ဒါပေမဲ့ခင်ဦးနယ်ကလမ်းမိုင်းကိုဆက်လက်ထိမ့်ထုတ်ဖို့စစ်တောင်းထိုးခဲ့ပေမဲ့တော်နိုင်အင်အားစုတွေကစစ်တောင်းပြက်တဲ့အထိတိုက်ခိုက်ခဲ့နိုင်ခဲ့ပါတယ်။စတိမာ၂၂ရက်ကခင်ဦးလမ်းမိုင်းတိုက်ပွဲမှာဒုဗိုလ်မှူးကြီးအဆင့်တွေအပါအဝင်စစ်ကောင်စီတပ်သားတွေတေဆုံးခဲ့ပြီးလက်နက်တွေနဲ့စစ်တုံးမှန်းချို့ပါတင်းစဲရရှိခဲ့တယ်လို့တပ်ဆိုင်ရာတိုက်ရင်တွေကထုတ်ပြန်ပါတယ် မကျဲတဲ့နိုဝင်ဘာလ12ရက်နေ့ညနေ6:50မိနစ်မှာထပ်မံဖြစ်ဆွဲထားပါတယ်2025ခုနှစ်စက်တင်ဘာ22ရက်မှာခင်ဦးမြို့နယ်မှာစစ်တပ်စစ်တောင်းကိုတော်လိုင်းအတပ်များကတိုက်ခိုက်ပြီးတနက်ခင်းရနဲ့စစ်တုံးပန်းများဖမ်းဆီးရရှိခဲ့ရာတော်လိုင်းတပ်တွေကမှတ်တမ်းဓာတ်ပုံရိုက်ကူးစင်ဆိုပြီးတော့ဓာတ်ပုံခင်ဦးပကဖဆိုပြီးတော့ဒီပုံတင်ထားတယ်ဒါပြီးလို့ချင်းရေပိုပိုင်ချဲမှာလည်း တင်ထားတယ်အဲ့ဒါတော့ဗီဒီယိုဖိုင်ပေါ့နော်စစ်ခွေးတွေကမှောက်ကုန်တွေလဲနေတယ်ဘူပိုင်ရှဲကလည်းတကောလုံးရှင်နေပေနေတယ်စစ်ခွေးတွေလည်းအကောင်လုံးရှင်နေအကောင်လူးလူးနော်အဲ့ဒီဗီဒီယိုဖိုင်ကိုကျွန်တော်ပြီးရင်ကျွန်တော်ဒီရှင်လုတ်ပေးပါမယ်အဲ့တော့ဒီသတင်းလေးကိုကျွန်တော်အရင်ဒီသတင်းကနော် people screen မှာတင်ထားတာဖြစ်ပါတယ်နော်ညနေရက်တွေကတင်ထားတာကျွန်တော်မအားတဲ့အတွက်ကျွန်တော်လည်းမပြောနိုင်ဘူးအဲ့တော့သတင်းတွေကိုကျွန်တော်တို့အပြတ်မခံကြပါနဲ့ပြည်သူတွေအနေနဲ့ဘာဖြစ်လို့လဲကိုတော်နိုင်ရေချိန်ဘာဖြစ်နေလဲဆိုတာကိုလူတိုင်းကိုသိနေချင်ပါတယ် ။ဒါကြောင့်မလို့အခုနောက်ပိုင်းမှာကျွန်တော်တို့သတင်းတို့တော့အစီအစဉ်ဆိုပြီးတော့မီဒီယာတွေမှာတင်လာတဲ့ဟာတွေရောကျွန်တော်တို့တိကျတယ်စုပေါင်းပြီးတော့ကျွန်တော်တို့သတင်းတို့တော့အစီအစဉ်ကိုလုတ်ပေးတယ်ဆိုတာတချို့တွေကြတော့သတင်းဖက်ကမှပြင်းတယ်။အဲ့တော့သတင်းဖက်ကမှပြင်းတဲ့လူတွေအတွက်ဒီ9မိနစ်10မိနစ်တော့ထိုင်ပြီးနားထောင်လိုက်တာနဲ့ကျွန်တော်တို့ဖြစ်ပြနေတဲ့သတင်းတွေကိုတိဝါစီစီလို့ပါအခုဒီနေ့တိုက်ပွဲဆိုရင်ဒါစစ်ကြောင်းပြုတ်တဲ့အထိစစ်ကြောင်းမှုဒီဟာမှုကအစားမတပေါ်ရတဲ့ဆော်နော်ဒီ စ်တပ်ဟာသူတို့ရဲ့အတုရောင်ရွေးကောက်ပွဲမကြီးမားခင်မှာနေပြည်တော်ဆိုးမိုးဖို့ရအောင်အသေးကံစစ်ကြောင်းထိုးနေတာအဲ့ဒီစစ်ကြောင်းထိုးပြီးတော့ဒီတော့မှရွေးကောက်ပွဲလှုပ်လို့ရမယ်ဆိုဘတ်ကလေးရွေးကောက်ပွဲကောက်လို့လိုက်မယ်အပီဒီရွေးကောက်ပွဲဘာဖြစ်လဲညာဖြစ်လဲဆိုပြီးတော့တရားမဝင်ဂျာဇဝဲကောင်တွေဘဝနေဘာဖြစ်မှာတရားဝင်နိုင်ငံကိုအုပ်ချုပ်ဝင်ရအောင်ဒီကောင်တွေကကြိုးစားနေတယ်အဲ့ဒါအဲ့ဒါအမှန်ကန်ပဲအဲ့တော့ကျွန်တော်တို့ပြည်သူဘက်ကတည်ရမှာကဒီကောင်တွေလှောက်ရှားတာကိုမျက်ချက်ပြတ်မခံပဲတဲ့ ကျွန်တော်စစ်ရေးဘက်အပိုင်းမှာအခုဆိုရင်ဒါခင်ဦးမျိုးနယ်မှာရှိတဲ့အင်အားစုတွေဒလုံတိုက်ပွဲတစ်ပွဲပေါ်ဆောင်လိုက်တာကြည်ပထောက်ကုန်အော်ကျွန်တော်တို့ကဒလုံတိုက်ပွဲတွေတိုင်းအားရတယ်ခလားရှင်းတတ်တယ်ခလားဒါဆိုရင်ကျွန်တော်တို့အဲ့ဒီတိုက်ပွဲတွေပေါ်ဆောင်ဖို့အတွက်တိုက်ပွဲတစ်ခုကိုဘတ်ဂျက်ဘလောက်တုံးဆွရတယ်ဆိုတာကိုလည်းပြည်သူတွေအနေနဲ့သိစေချင်တယ်နော်အ ਨੇ ဆုံးဒီတိုက်ပွဲတွားပြစ်မယ်ဆိုရင်ရဲဘော်တယောက်ကိုကြည်253ရံမပါဘဲနဲ့မရဘူးစကမ်းတစ်ခုတိမ့်မယ်ဆိုရင်အဲ့တော့ကြည်တစ်ထောက်ကိုအခုမြန်မာငွေနဲ့ အ ਨੇ သောက9600ဖြစ်နေတယ်နော်ဘတ်ငွေနဲ့ဆိုရင်တပုံကြီး9600မကတော့ဘူးဆိုရင်80ဒေါ်လာရောင်းတဲ့ဟာတွေရောင်းကုန်ပြီဆိုတော့နော်တပေါင်းလေးပါဖြစ်နေတယ်อืมအဲ့တော့ရဲဘော်တယောက်ကဒိုင်းလေတစ်ချက်ထွက်သွားတာ ਨੇ ဘယ်လောက်ဖြစ်လဲပတ်စံမြန်မာငွေတောင်းတပေါင်းလေးပါနော်ဒိုင်းဒိုင်းတစ်ချက်ထွက်တာ ਨੇ မြန်မာငွေတပေါင်းဝယ်နေပါလောက်ပုံကြီးအဲ့တော့ကျွန်တော်တော်လိုင်းဒီတိုက်ပွဲတစ်ခုမှာပြစ်ကြခတ်ကြအပြန်အလှန်ပြစ်ကြပြီးဟဲ့ဆိုရင်ဒီကောင်တွေကဘာလုပ်လဲဆိုတော့ စစ်မှုထမ်းပသတသားတစ်တွေကိုရှေ့ရနေပေးပြီးတော့တက်ခိုင်းတယ်။မြင်းတွေရှူခိုင်းတယ်၊မူရီစေဝါတွေတုံခိုင်းတယ်၊အရက်တွေတိုက်တယ်။အရက်တွေတိုက်တော့မူကြောင်ယူကြောင်အဲ့ဒီမြင်းတွေမှာခြံပြီးတော့မြင်းကြောင်ကြောင်ပြီးတော့ပေမာလည်းမတီးပဲရှေ့ရတက်ပြီးတော့စွန့်ပစ်တာသူတို့မှကြည်ပေါ်တယ်ဒီ။သူတို့မှတယောက်ကို800 800ထိအောင်တင်ရတာကောင်ရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်3နိုင်တိုင်းဆင်းတော့အလင်းဝင်လာတဲ့ကောင်တယောက်သူပြောပြတယ်။ပုံမှန်တော့293ရက်ဆိုပေမဲ့ပိုတယ်ရတဲ့ခြေတွေရှိတယ်။အဲ့တော့ သူတို့ဘက်မှာအဲ့လိုကြီပေါ်ပေါ်အင်အားကိုဖြုံးသီးပြီးတော့ဘာလုပ်လဲလူသားတိုင်းလုပ်ပြီးပြစ်တက်ခိုင်းအဲ့တော့ပန်းစတွေတက်လာတော့ပြစ်ပြီးတက်လာတာလေဒီတိုင်းတက်လာတာမဟုတ်ဘူးမပြစ်ပြန်မပြစ်လို့ရမှာကိုဘက်ကကိုဘက်ကပြန်ပြစ်ရင်ဘာဖြစ်ကုန်လဲသေသွားတယ်သေသွားရင်လဲကြောက်လာကောင်ကြော်ပြီးထက်တက်လာတယ်อืมဆိုတော့ကိုဘက်ကပြစ်ပြစ်ဒီကောင်ကြီးကဘာလုပ်တာလဲဆိုတော့အဲ့ဒီပန်းစတွေကိုအရင်ဖြုတ်ပြီးတော့ကိုဘက်ကပီလီအဲ့ဒီကြီနေဝအောင်ကြီဖြုံးခိုင်းတာဘလောက်မှန်နေတယ်စဉ်းစားကြည့်နော်စစ်သားစကော့တပ်ဖွဲ့မှာတောင်းဝင်ထမ်းဆောင်နေတဲ့ အောက်လက်ငယ်သားတွေကိုအဲ့လိုအသေးခံတတ်ခိုင်းပြီးတော့ကြီးအရင်ပေးဖြုံးခိုင်းတဲ့ရန်သူကိုကြီးဖြုံးပြီးပီလေးတွေကြီးပါပြီဆိုမှသူတို့ကအနောက်ကနေသူတို့စစ်ကွေးတွေရောဘာတွေရောဒီတန်တေတွေပေါ့အလုံးလိုက်အရင်လိုက်လက်နဲ့ကြီးနဲ့ထုနော်120မမမျိုးနဲ့မှကြုံတုံးတာဆိုအဲ့လိုတုံးပြီးတော့သူတို့လာတယ်လာတဲ့အချိန်မှာကြီးပါတဲ့တော်လှန်ရေးအဖွဲ့တွေဆိုရင်မလုပ်ပါဘူးလေစုပ်ပေးရတာလို့သူတို့ကိုအဲ အဲ့ဒီဒေတာတွေကိုပြန်ပြီးလက်လွတ်လိုက်ကြတာလို့ဒါတွေဖြစ်တာအဲ့တော့ကျွန်တော်တို့ဘက်မှလိုအပ်ချက်ကပါတယ်ကြီးမရှိတာပဲဒါကြောင့်မလို့ဒီလိုမျိုးတိုက်ပွဲတွေတိုင်းရင်ဝမ်းတာနဲ့အားရတယ်ဆိုရင်ဒီလိုမျိုးတွေဖြစ်ဖို့အတွက်ကျွန်တော်တို့ကရဲဘော်တွေကိုဘာလို့ကလိုအပ်ချက်တွေပြည့်စည်ပေးထားဖို့လိုအဲကိုယ်တွေလိုအပ်ချက်တွေပြည့်စည်ပေးထားရဲ့သားနဲ့မှရှိပါလေတချို့တော့လက်နက်ကန်နော်တိုင်းသားနာမည်ခံထားတဲ့တချို့တော့လက်နက်ကန်တွေဆိုရင်ပြည့်ရှမ်းနေတယ်อืมတော်လိုင်းမလို့ပါဘူးနော်စီးပွားရေးပဲလုပ်စားတယ် ဲ့လိုမျိုးဆိုရင်တော့တမျိုးဒါပေမဲ့လက်ရှိຫນွေဥတော်နိုင်ရေးမှာအသက်ပေးနေတိုက်နေကြတဲ့ရဲဘော်တွေအားလုံးဟာကြီးတွေလက်နက်တွေပြည့်စုံနေတာနဲ့မတိုက်ပဲထိုင်နေကြတာပေါ့တိုက်ဖို့အတွက်ကိုရရနီးနေတဲ့သူတို့ကရှားနေရတယ်နော်ရတဲ့လောက်ရှားပြီးတော့ဘာလို့တိုက်နေကြတာအဲ့တော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကဒါမျိုးတွေကိုဝိုင်းပြစ်ပြီးပေးဖို့လိုအပ်တယ်စိတ်ချပါမင်းအောင်နိုင်ကဘယ်လုံးမှနိုင်လို့မရတော့မယုံကြည်လိုက်ဘာဖြစ်လို့လဲအခုလက်ရှိလက်နက်ကင်ထားတဲ့ပြည်သူ့ဘက်အစမ်းကအင်အားသူတို့ဘာနဲ့မှပြောလို့မရဘူး ရတော့လက်ရှိလေချောင်းလိုင်းနဲ့လေချောင်းကပါနေလို့သူတို့လှုပ်လို့ရဆိုတော့လေချောင်းကစိတ်ကစစ်စင်ရင်ပိုင်းလောက်ပဲရှိတယ်။အဲဆိုလေချောင်းညံကိုကိုယ့်ဘက်ကရဲမော်တွေကောင်းကောင်းတိနေ။ဟိုမထိရဘူးလားမေးတော့ထိရမှုတချို့တလေတော့ရှိပါတယ်။ဒါပေမဲ့ဒီလေချောင်းကြီးကနေသူတို့အနိုင်ယူပြီးတော့တိုက်ပွဲဖော်ဆောင်လို့မရဘူး။စိတ်ကစစ်စင်ရင်ရတဖက်ကဒီတော်လိုင်းအဖွဲ့တွေကိုနေရအလင်းလိုက်ဝင်တိုက်မှာလို့ဒါမျိုးတွေလောက်ပဲရှိတယ်။အဲ့တော့ကြီးတတ်နဲ့ဝင်မစည်းပဲနဲ့ဘယ်နယ်ဟိုမှာနေပြီးပိုင်ဆိုးမှုမရဘူး။ ကြီးတဲ့ဝင်စည်းဖို့အတွက်တို့ကြီးတဲ့မှာပါစเนาะစစ်မှုထမ်းအတင်းအလိုက်ထမ်းပြီးတော့စစ်မှုထမ်းခိုင်းတဲ့ပါစတယ်အဲ့ဒီပါစတွေကဘယ်တင်ကဘလောက်ပဲမြင်းနေကြွကြွဘလောက်ပဲအကျင့်ကြိုက်တတ်စိတ်ချက်ပိုင်းမှာရှိတယ်မရှိဘူးအဲ့တော့တို့တန်သေးတယ်အစအရင်ကတန်သေးအင်အားဘလောက်ပုံနေတယ်အဲ့တော့စိတ်သက်ပိုင်းအရာမှာကျွန်တော်တို့ဘက်ကဘာမှမဆိုင်တော့ဘူးအခုကြည့်လေမဘူပိုင်ကျဲမဘီလိုပိုင်ကျဲမပြတ်ထားစစ်ပွဲတွေတုံးလုံးမနဲ့စောက်လုံးမကျုံတော့နိုင်မှပျောက်ဆက်ဆက်လုပ်နေသေးတယ်ကြီးနေတာမျိုးမှာစစ်ပွဲတွေကောင်း နော်အကောင်းများလားဒီကောင်တွေကလေဘာဖြစ်လဲဆိုတော့အမိတ်ပေးချာ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 ငါတို့ချုံးသွားလို့ရန်သူဘက်ကဖမ်းခံထိမယ်ဆိုလဲတော်လိုင်းဘက်ကောင်တွေကငါတို့ထမင်းကောင်းကောင်းကျွေးတယ်နော်တိတိဆန်ဆန်ဝင်ဖြစ်ပြီးတယ်ဆိုတဲ့ပုံစံမျိုးနဲ့လူဘဝတာနော်ဒါကြောင့်မလို့အခုအဲ့လိုမျိုးတိုက်ပွဲမှာဖမ်းမိတဲ့ကောင်မျိုးကိုလေမလို့အဲ့ပဲရေတော်မတိုက်နဲ့ရှင်းရှင်းပြောရရင်နော်ဒီကောင်တွေကြောင့်ပြည်သူတွေထွက်ပြေးနေရတဲ့အခုအညာမှာထွက်ပြေးနေရတဲ့စစ်ပေးဆောင်ပြည်သူဘယ်လောက်ရှိပြီစစ်တပ်စစ်တောင်းထိုးလို့မထွက်ပြေးရတဲ့ဒေသမြန်မာပြည်မှာမရှိဘူးရှိဘူးနော် ဲ့တော့ဒီကောင်တွေကြောက်ပါဖြစ်တယ်ပြည်သူတွေထွက်ပြေးနေရတာပြည်သူတွေအိုးမဲ့အိမ်မဲ့ဒုက္ခရောက်နေရတာအဲ့တော့ဒီလိုကောင်မျိုးတွေမိလိုက်ဒါရာဇဝတ်ကောင်တွေโอเคကိုစီကျေးဇူးထူတယ်ပါတယ်โอเคဘိုးပိုင်ချဲလို့အဖွဲ့အာရဝမ်းသာမှုရှိပါတယ်ဗျဒါမနေ့ရက်တည်းကတရင်ပေါ့เนาะကျွန်တော်တို့ကဓမ္မဘက်တော်သားတွေလေဗျကျွန်တော်တို့ကပြည်သူ့ဘက်မှာနေတာလေတိုက်ပွဲတိုင်းကကျွန်တော်တို့ကမနိုင်စရာအကြောင်းမရှိဘူးကြည်သာများများရှိကြည်ကြည်သာလုံးလုံးလောက်လောက်ရှိကြည်ခွေးစိုက်တဲ့လောက်တက်လာအကုန်မတာပြက်လို့ရတယ် အဲ့တော့ကျွန်တော်မိသားစုတွေတထောင်နိုင်နိုင်တထောင်နိုင်နိုင်နိုင်တဲ့ဘက်ကနေတကယ်လုံနေတဲ့အဖွဲ့အစည်းတွေကိုခွန်အားလေးပေးကြပါလို့တောင်းဆိုရင်းနဲ့ဂျေစုတင်နဲ့ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတယ်ဓမ္မဖက်တော်သားတက်ရောက်ခြင်းတော်လန်နေ့သက်လေးပါလို့ဆုတောင်းရင်းနဲ့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့